ံးပြောက်သွားပါတယ်ဖုံးပြတ်သွားပါတယ်ဆိုတော့ brother တွေကိုယ့်ရဲ့ mobile legend account ကိုကျွန်တော် Facebook တွေ TikTok တွေနဲ့ပြန်ဝင်တဲ့အချိန်ဒီမှာကျွန်တော်တို့ mobile legend 2 step ကြီးခံနေရဆိုလို့ရှိလို့ရှိရင်ကျွန်တော်ဘယ်လိုကြောင်အောင်လဲဆိုတော့ကျွန်တော်ဒီ video မှာပြပြပေးပါမယ် video လေးကိုလည်းကျွန်တော် copy link လေးနှိပ်ပေးခဲ့ကြပါအောင်ဒီပထမဆုံးကျွန်တော်လောရမှာကိုယ့်ရဲ့ Play Store ထဲဝင်လိုက်ပါပြီးလို့ရှိရင်ကျွန်တော် Speedtop VPN ဆိုတာလေးကိုကျွန်တော်တို့ဒေါင်းလိုက်ပါကျွန်တော်ရေးပြထားပါတယ်ပြီးလို့ရှိရင်ကျွန်တော် Speedtop VPN လေးတွေကိုကျွန်တော်တစ်ချက်လောက်ဝင်လိုက်ပါ ကျွန်တော်တို့အမှားကျွန်တော်အမေရိကန်ကိုကြောက်ရမယ်ပေါ့နော် United State ပါအဲ United State မှာကျွန်တော်ကျွန်တော်ကစန်ဂျိုမျိုးကိုယူလိုက်တယ်အဲ Pro လက်ကြိုက်တာယူလို့ရတယ် Okay ပြီးလို့ရှိရင်ကျွန်တော်ချိတ်သွားပါလိမ့်မယ် VPN ကြောက်ခွင့်ပါဆက်လို့ရမယ်ဆိုရင်ကျွန်တော် Play Store ထဲကိုသွားပါပြီးလို့ရှိရင်ကျွန်တော် MMBB US ဒါမှမဟုတ်ကျွန်တော် Mobile Legends Batman US ဆိုပြီးဒေါင်းလိုက်ပါအားဆိုလို့ရှိရင်ကျွန်တော်ကျောက်ဒီလိုမျိုးလေးကြားလာပါလိမ့်မယ်ခင်ဗျာဒီလိုမျိုးလေးမကြားရတဲ့လူတွေအတွက်လည်းကျွန်တော် YouTube မှာ video အစီအလေးတင်ပေးပါမယ်အဲ့လိုမျိုးလေးကြားလို့ရှိရင်ကျွန်တော် install လုပ်လိုက်ပါ down wise ဆိုလို့ရှိရင်ကျွန်တော် mobile legend UF version နဲ့ကိုကျွန်တော်တို့ဝင်လိုက်ပါကျွန်တော်အမှပုံမှန် mobile legend ဝင်တဲ့အချိန်မှာကျွန်တော်တို့ဘာမှ trade ပြောင်းလဲခြင်းမရှိဘူးကျွန်တော်ပြထားတဲ့အချိန်လိုက်နေလိုက်ဆိုတော့အမှ brother လို့ mondo မပိုင်းအတွက် brother တို့ facebook google tiktok နဲ့ဝင်ပြီးတော့ brother တို့ရဲ့ account လေးကိုကျွန်တော်တို့ပြန်ပြီးဆော့လို့ရပါပြီခင်ဗျာဆိုတော့အဆင်ပြေကြပါသည်ခင်ဗျာ โอเคခုနကျွန်တော်ပြပလိုက်တာကတော့ moon two step journey ပဲဖြစ်ပါတယ်အကိုရဲ့ကောင်ကလုံးဝတန့်ရှင်သွားတာမျိုးမဟုတ်ဘူး original server နဲ့ပြန်ဝင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ two step ကုတ်ကြီးကခံမြက်ခံနေမှာပဲအဲ့လိုမျိုးမလိုဘူးငါတို့က game server ရရပြီဆိုတဲ့ browser တွေကတော့ကျွန်တော်တို့ mobile နဲ့ us server မှာဆော့ပါကိုရဲ့အကောင်ကိုတန့်ရှင်ရင်းနဲ့ gmail error ကင်းကင်းနဲ့ပြန်လို့ခြင်းနဲ့ browser တွေကတော့ကျောင်းရှိမှာလာပြီးအခုညီတောင်းလို့ရပါတယ်ဘယ်လိုလာမလဲဆိုလို့ရှိရင်တော့ကျွန်တော် telegram မှာလာပြီးတော့ဆက်သွယ်လို့ရပါတယ်ခင်ဗျာဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့5 minute ကိုပြီးပါ